ဆယ်စုနှစ်6ခုတွင်အစိုးရဆုံးမိုးခေါင်ရေရှားမှုကြုံတွေ့နေရသောအီရန်နိုင်ငံရဲ့မြို့တော်တီဟီရန်မှာရေလက်ကျန်၈၀၀ခန့်နှုန်းသာကျန်ရှိတော့သဖြင့်မြို့နေလူစု၁၅သန်းလုံးပျောက်ရွှေ့ရမယ့်အခြေအနေမှာအလွန်နီးကပ်လာပြီဖြစ်ကြောင်းသိရှိရပါသည်။အီရန်တွင်မိုးခေါင်လွန်းသဖြင့်မြေအောက်ရေလက်ကျန်မှာခန်းခြောက်လူနီးပါးအခြေအနေရောက်နေပြီးတီဟီရန်မြို့နေပြည်သူ၄ပုံတပုံအတွက်အထူးခရေပေးဝေရာကာရက်ရှီလောင်ကန်တွင်လက်ကျန်ရေ၈၀၀ခန့်နှုန်းသာကျန်ရှိတော့ကြောင်းသိရှိရပါသည်။ ရင်းခါတဲ့ရေလောင်ကန်သည်အရှေ့လေပိုင်းဒေသတွင်အကြီးဆုံးရေလောင်ကန်ဖြစ်ပြီးယခုနှစ်တွင်ကန်ရေကျဆင်းမှုသည်ကိုးချေရခိုင်နှုန်းထိရှိလာပြီးမိုးပြန်လဲရွာသွန်းဖို့ကိုမျှော်လင့်နေရတဲ့အချိန်ဤလည်းဖြစ်ပါသည်တီဟီရန်နေ့စဉ်ထုတ်သတင်းစာတွင်နိုင်ငံကောင်းဆောင်ခါမီနီကပိတ်ဆို့ခံရခြင်းများကြောင့်ကိုထူကိုထဆိုက်ပျိုးရေးကဏ္ဍဖြင့်စီးပွားရေးတော်လှန်မည်ဆိုသည်မှာမိုးလေမရွာရေလည်းမရှိတော့ခြင်းကြောင့်မြို့တို့များမဖြစ်နိုင်တော့သောမူဝါဒဖြစ်သည်ဟုရေးသားဖော်ပြသခဲ့ပါသည်